ပကိုးရိုးမှတော်တယ်ကားပြက်တဲ့ညာအဖြစ်အပျက်ကတော့လျက်ပြက်လိုက်တယ်လို့ပါပဲအရန်ကိုမျက်စက်လွန်းနေခေါ်လိုက်လိုက်တဲ့ပင်ကရိုးပင်ကြီးကကျူတင်စီစင်ထားတဲ့ဘက်ကိုလဲမကျသွားပဲလဲထွက်သွားတယ်ပြီးတော့တက်ခုတ်ညမ်းစင်ပေါ်မှာရက်နေတဲ့အဖွဲကောင်းဆောင်ဦးတန်းအေးကိုရိုက်ချလိုက်တယ် ဦးတန်အေးညာစင်ဘကလွတ်စင်ပြီးမြေကြီးဘကိုမှောက်ရဲ့အကြအရှိန်နဲ့လဲကျလာတဲ့ပင်ကရုပ်ပစ္စည်းလုံးကြီးကဦးတန်အေးရဲ့နောက်စိတ်အပေါ်တက်တက်ကိုဝရုံသုံးကအတန်ကြီးနဲ့ပြိချသွားတယ်အဲ့ဒီအချိန်မှာခွားကနေအတန်တစ်ချက်ကြားလိုက်ရတယ်တတုံးပြိသွားတဲ့ဦးကောင်းနဲ့ကနေရတဲ့သွေးတွေအပြင်ဘက်ကိုစီးထွက်ကြပြီးအိုက်ထွန်းသွားတယ်သွေးနေနေရဲတွေထဲမှာအဖြူပြစ်ပြစ်အုံနောက်အဆတွေပါလာတယ်ဦးတန်အေးအော်ရမအော်နိုင်ဘူး ခိတခဏလောက်ခြေရီလက်တွေစန့်ငင်စန့်ငင်တီဖြစ်ပြီးတေမင်းခေါ်ရနောက်ကိုလိုက်ပါသွားတော့တယ်ဖြစ်ဖြစ်သွားတဲ့အခိုက်အတန့်ကမျက်စိတမိတ်လောက်ပဲမို့အတူပါလာတဲ့အဖော်တွေလည်းဘာမှမတက်နိုင်ကြဘူးမထင်မှတ်ပဲဖြစ်သွားတဲ့သွေးပြက်ခြောက်ချားစရာအဖြစ်ကိုကြောင်ပြီးကြည့်နေမိကြတယ်ပုံမှန်သတိပြောင်းဝင်လာတဲ့အချိန်မှာဦးတန်းအေးရဲ့ဦးကောင်းကပင်ကရုပ်ပစ္စည်းကြီးရဲ့အောက်ဖက်မြေကြီးထဲမှာမြုပ်ဝင်သွားပြီး ပါလာတဲ့တန်တယွန်းတွေနဲ့တင်းလုံးအောက်ကမြေကိုတူပြီးဥတန်အေးရဲ့အလောင်းကိုထုတ်ယူလိုက်ရတယ်။နောက်ဖက်ဥကောင်းကတခုလုံးခြေမွတ်ပြော့စီသွားတယ်။မြေကြီးတဲကူမောက်ရဲ့မြုပ်ဝင်ခဲ့တာကြောင့်မျက်နှာတခုလုံးမှာမြေမုံတွေဖုံမုံတွေရောနှာခေါင်းပါးစပ်တွေကထွက်ကြတဲ့သွေးတွေရောအလိမ့်လိမ့်ပေချမ်းနေတယ်။တကယ်တော့ဥတန်အေးတို့အဖွဲအခုရိုးမာထဲမှာတိတ်ခုတ်စားလာတာကြားပါပြီ။အစိုးရတိတ်ထုတ်လို့ရည်အထွက်ပဲဖြစ်ဖြစ် တစ်ထုတ်ခွင့်ပါဝင်ရတယ်။ပုဂ္ဂလိကတစ်သမားအတွက်ပဲဖြစ်ဖြစ်သူတို့ကတစ်ခုတ်ပေးနေကြပါ။ပြီးတော့ဥဒ္ဒေကဒီအဖွဲ့မှာခေါင်းဆောင်။ခေါင်းဆောင်ဆိုကလေးကသူ့မှာအတွေ့အကြုံတွေအများကြီးတစ်ခုတ်သမားတယောက်တည်တည်တည့်ရတဲ့ပညာရက်တွေလည်းပြည့်ဝပြီသား။ဘလောက်အတွေ့အကြုံမရှိရှိဘလောက်ပဲပညာတွေပြည့်ဝပြည့်ဝတန်ငါတဲ့ကရင်းနှစ်သေးတယ်။အလင်မဆရာကမြင်နေသေးတယ်။တစ်ခုတ်သမားကလည်းတင်းနေပဲသေးတယ်တဲ့။ဆိုလိုတာက ဘလောက်ပဲတစ်ခုကျွမ်းတဲ့လူဖြစ်ဖြစ်တနေ့မှာတော့တစ်ပင်ဘောကချလို့ပဲဖြစ်ဖြစ်တစ်ပင်ပြီးလို့ပဲဖြစ်ဖြစ်သိရတယ်တဲ့အဲ့ဒီတစ်ခုတမလောကရဲ့ဆူယိုးစကားတစ်ခုကမှန်တယ်လို့ပဲပြောရမယ်ထင်ပါတယ်တစ်ခုတမလောကမှာဆရာတစုဖြစ်တဲ့ဦးသိန်းအိန္ဒိယကိုသူခုတ်တဲ့တစ်ပင်ပြီးပြီးအသေးဆုံးနဲ့တည်ခဲ့ရပါပြီနိုင်ဂျီဒရိုက်ဘာသိန်းလူရဲ့ဘေးကနေထိုင်လိုက်လာတယ် ။ဒိမ့်လင်ကကားကိုအသေးအံထိန်ပြီးမောင်းနေတယ်။ကားကကားကို၆ဘိန်းပြီးတော့ပါဝါစီရတယ်မဟုတ်ဘူးယိုယို။ဒီလန်ဒီခီနဲ့ဒီကားနဲ့အသက်ကိုဖျက်ရွက်နဲ့ထုတ်ပြီးမောင်းနေရတဲ့ဘဝ။လမ်းကလည်းပွင့်လင်းရသည်။တစ်ထုတ်ချိန်မှာကုတ်တစ်ကူနဲ့အယောက်ပေါက်ပြားနဲ့တရွင်းနဲ့ဖောက်ထားရတဲ့ဘကုတ်ရုံးမာတွေကတောင်စင်းတောင်တက်လန်။ကားကလည်းညာချင်းရှင်တရုတ်သရေကိုယ်တိုင်ကိုပိုင်တွင်ကုန်မှာလက်ပူတိုက်ထားတဲ့ကား။ ဂုံသုံးနဲ့ရင်သုံးနဲ့ခဲသုံးနဲ့လို့ခေါ်ရမယ်ကတကားလုံးခဲရိတ်စော်ထားတဲ့နေရာတွေကြီးပဲကောက်ကောက်တော့ဖရိတ်ပေါ်ရိုက်ထားတဲ့တစ်လုံးတင်တဲ့ဇင်တန်းတွေကလည်းခဏော်ဒီခဏော်နဲ့နဲ့တစ်လုံးခုတဲ့ဖားလုံးတွေကလည်းဟိုရွက်ဒီရွက်တစ်လုံးကြီးတွေကားပေါ်တင်တန်ချိုးကြီးတွေနဲ့ချီပြီးတန်ချိုးပြုတ်မချအောင်ရိုက်ရတဲ့ချက်တွေကလည်းခဏခဏရော့ရော့ကျနေတယ်တန်ချိုးကမကြမကြစေကားပေါ်တက်ချက်ရိုက်နေရတာကူက ဒီအလုပ်ကိုတသက်လုံးလုံမစားတော့ဘူးလို့တောင်ပြောရမလို့စိတ်ဆင်းရဲရဲကောင်းလွန်လာတယ်။နန်ကြီးရဲ့ကုသိုလ်ကံကလည်းစိုးတယ်။ဒီတရုတ်ကစီးရဲ့ကားမမစပယ်ရလိုက်မိရတာဖြစ်နေတယ်။ပြောလို့သာပြောရတာပါ။နန်ကြီးရဲ့တက်ကားစပယ်ရအလုပ်ကလည်းအယံအနေများတယ်။တခြားမကြည့်နဲ့တက်တင်တဲ့အလုပ်နဲ့တက်ကြတဲ့အလုပ်ကိုပဲကြည့်။ဂရင်းကာသမကတန်ကျိုးနဲ့ချီပြီးလေထဲမြောက်တဲ့တေလုံးကို ကားပေါ်နေရာတကျဖြစ်အောင်သူကတွန်းရွှေ့ရတယ်။တလုံးပြုတ်ကြပြီးပြီးလို့တေရက်ချီတဲ့ခြေလက်ဖက်ရပြီးတစ်တလုံးလူစင်မမီတော့တဲ့စပယ်ယာတွေမှအများကြီးရှိတယ်။တစ်ချတော့လေဒီလိုပဲ။အရင်ဦးဆုံးတလုံးလေးပေါ်တက်ပြီးကြီးချားတဲ့တန်ကျိုးကိုဖြုတ်ရတယ်။တခါတခါချက်ပြုတ်နေရင်တလုံးတွေပြိုကျသွားတတ်တယ်။အဲ့လိုကြုံလို့ကတော့အသက်ဘယ်ဘောက်ကထွက်ရမလဲမသိဘူးဖြစ်သွားပဲ။ ်ချက်ဖြုတ်ပြီးတာနဲ့တစ်လုံးတွေအောက်မှာခံထားတဲ့ဘားကိုရိုက်ဖြုတ်ရတယ်။ဒီတော့မှတစ်လုံးတွေကတမုံမုံတတိုင်းတိုင်းနဲ့ကားပေါ်ကပြိုကျတာ။ဒါကတော့တစ်တစ်ချတဲ့နီးပေါ်ဗျာ။ဘားကိုရိုက်ဖြုတ်တဲ့အခါမှာလဲကားဘရိတ်အောက်အရင်ဝင်ပြီးမှတန်တရွင်းနဲ့ရိုက်ဖြုတ်ရတယ်။မေးလို့ရော်လို့ပေါ်ဆလို့ဖရိတ်အောက်မဝင်မိရင်တော့မတာပဲစေးလဲမေးလို့ရမယ်။အဲ့လိုအလုံးမျိုးကမှနိုင်ကြီးလုံးနေရတာပါ။ ဒီနေ့လဲကာရနေတွေနှစ်ခေါက်လောက်ပို့ပြီးချင်းဖြစ်နေပြီဒါပေမဲ့တစ်ခေါက်မှမရောက်သေးဘူးကရင်ပြက်နေလို့တစ်တင်တာနောက်ကျသွားတယ်အခုမှပရမအခောက်ရဖို့စူးစမ်းနေရတော့သူတို့ကားပေါ်မှာပြေကုံးတစ်လုံးခုနှစ်တန်းကျော်တင်ထားတယ်ကာကိုကြီးကဆက်နှစ်တန်းကျော်တင်နိုင်ပေမဲ့တောင်စင်းတောင်တဲ့လမ်းကျမ်းတွေအတွက်လျှော်ပြီးတင်ထားရတယ်နိုင်ကြီးတို့ရဲ့ကားဟာဘကူရုံးမတွေကအစင်ချမ်းအတက်ချမ်းလမ်းချမ်းကြီးတိုင်းပြေးလွှားနေရတယ် ဒီလိုနဲ့ခပ်ပြစ်ပြီးကုန်းစင်းလေးတစ်ခုကိုရောက်လာခဲ့တယ်။ဒရိုက်ဘာသိန်းလွေကဘရိတ်ကိုခပ်ဖွဖွားနင်းပြီးအချိန်လေးနဲ့လိတ်ဆင်းလိုက်တယ်။ကားကကုန်းစင်းအတိုင်းမနှိမ့်မမြန်လေးဆင်းသွားတယ်။ဒါပေမဲ့ဂုံးတုတ်ဝက်အရောက်မှာတော့ဟာဘာဖြစ်တာလဲ။ဟာဘာဖြစ်တာလဲဗျ။ကားကိုတိန်လွင်တယောက်ထိန်းချောင်းလို့မရတော့ဘူး။တွားချင်းတို့လို့တွားနေတယ်။ လက်ရဘက်မှာလွင်ပြင်ပြတဲ့တစ်ပင်တွေရှိပေမဲ့လက်ဝဲဘက်မှာကနှက်ဆိုင်တဲ့ကြောင်ကြီးရှိနေတယ်။တချီမှာကားရဲ့အထွက်ရှေ့ဘင်းကကျောင်းနဲ့တထွာလောက်အကွာတီရောက်သွားလို့စီရတိုင်းကိုအကုန်ဆွဲလိုက်လက်ရတယ်။အပေါ်မှာတစ်လုံးနေနဲ့မြေကြီးထဲကျသွားလို့ကတော့ကားရောလူရောကြောက်ထဲကျပြီးအယိုးအသားတော့ရှာရမှာမဟုတ်ဘူး။ကန်ကြီးပေးလို့ကန်အားယွန်းစော်ပဲကားကညာဘက်ကိုဆွဲသွားတယ်။လက်ကျနေတဲ့တစ်ပင်ကြီးကိုတိုက်ပြီးမှရက်သွားတယ်။ နိုင်ကြည်ရောတိန်လူရောကားပေါ်ကနေဂမကရန်ဆင်ပြီးကြီးလိုက်တယ်။ကားမှာညာဘက်ကနဝေမရှိတော့ဘူး။မနေ့လက်ရှာမှာတောကျုံနေကြားကပြန်ရတယ်။ဘိန်းကိုကြီးလိုက်တော့ဂျီဝင်းနဲ့တုံးလုံးကဘယ်ချိန်နဲ့ကပြုတ်ကျနေမှမသိဘူး။ကြမ်းတဲ့နှက်တွေကထပ်ပိုင်းပြတ်နေကြတယ်။တွားပြီဘာမှလုပ်လို့မရတော့ဘူး။မြို့ကိုသွားတရုတ်ကက်စီကိုအချိုးချောင်းပြုတ်ပြဂျီဝင်းနှက်တွေဝယ်ပြီးပြန်လာဘိန်းကိုပြန်တက် ဒီစင်တွေအလုံးကြော်ဖြတ်ပြီးမှအလုတ်ဆက်လုပ်လို့ရမယ်အခုလောလောဆယ်မြို့ကိုဘယ်သူသွားမလဲမနေဘူးချင်းချင်းဆိုရင်၈နိုင်၉နိုင်လောက်သွားရမယ်ခီသွားမှာကလည်းတယောက်ပဲသွားလို့ရမယ်တယောက်ကကားဆောင်ရင်နေခဲ့ရမယ်နောက်ဆုံးမှာတိန်လွင်ကဆုံးဖြတ်ပေးတယ်သူကမြို့ကိုသွားမယ်နိုင်ကြီးကကားဆောင်ချန်ခဲ့အချိန်စွဲနေလို့မဖြစ်တာကြောင့်တိန်လွင်ကဒီတိုင်းဆင်းသွားတယ် နိုင်ကြီးကကားတိုက်ထားတဲ့သစ်ပင်ကိုအခုမှတင်းတင်းချာချာကြည့်မိလိုက်တယ်။အပင်ကပင်ကရိုးပင်ကြီး။ဒီနေ့မနေ့လောက်ကမှခုံလဲထားတဲ့အနေထား။တင်းကုတ်တူမှာတင်းကုတ်ညံစင်ထားတာကိုတွေ့ရတယ်။အဲ့ဒီအချိန်မှာသွင်းကြီးစွတ်စွတ်လိုအနတ်တမျိုးသူ့နှာခေါင်းထဲဝင်လာတယ်။ဘာကြောင့်လဲမသိဘူး။နိုင်ကြီးချက်သိန်းတွေတစ်ဖြည်းဖြည်းထထားတယ်။ အချိန်တွေကလည်းကုံမမ်းမသိကုံလာတယ်အနောက်ဘက်မှာတောင်တလုံးရှိနေတဲ့အတွက်နေကအစောကြီးဝင်သွားပါတယ်တို့တောင်ကြီးတွေကြောင့်ညအမောင်ကချက်ချင်းစွတ်စွတ်လို့ရောက်လာပါတယ်ကာဘေကလန့်လန့်မှာတော့နိုင်ကြီးမိဖို့ဖိုးလိုက်ပြီးတော့ထမင်းအိုးတင်လိုက်တယ်နိုင်ကြီးညနေစာထမင်းစားပြီးတော့အမောင်ကထူထပ်တိတ်သီးလာပါပြီထင်းတို့အချောက်တွေဝါချောက်တွေကိုရှာပြီးမိဖို့လဲကိုထဲလိုက်တယ် မိဖို့ကြီးကအရှင်ကောင်းကောင်းနဲ့တင်းကြီးကြီးတောင်းလောင်နေပါပြီ။ဝလုံးတွေပောက်ခွဲတန်ကလည်းတအုံထွက်ပေါ်နေတယ်။မိဖို့ဖိုးထားတဲ့ဝါတွေလည်းပောက်ခွဲနေတဲ့ဆိုရင်အဒီအနားမှာဘာကောင်းမှလာမှာမဟုတ်တော့ဘူး။ဒီရိုးမာထဲမှာစင်ရိုင်းတွေအရင်တောင်းကြနေ။ကြားတွေဝက်ပုံတွေလည်းပေါ်တယ်။ဒါပေမဲ့ဘာကောင်းပဲဖြစ်ဖြစ်တောင်းမိကိုတော့ကြောက်ကြတယ်။မီးလောင်တဲ့ကြာရင်ဝေဝေကရှောင်းဖို့သူတို့နားလေတယ်။ဒါကြောင့် တားတဲ့တိရစ္ဆာန်ကိုကြောက်စရာမလိုဘူး။ဘာပဲဖြစ်ဖြစ်သတိဆိုတာပိုတယ်မရှိဘူး။နိုင်ကြီးပစ္စည်းတွေထဲတဲ့ဒူးပေါက်ထဲကဓမ္မနဲ့တံပိုက်လုံးကိုခေါင်းငန်းထဲကိုယူလာတယ်။အရေးရဲ့အကြောင်းရဲ့ဆိုရင်လက်နဲ့တစ်ခုခုတော့ကင်ထားရမယ်လေ။နိုင်ကြီးကားကောင်းထဲမှာတကားပေါက်တွေအလုံးပိတ်လိုက်ပြီးနောက်ပြီးထိုင်နေလိုက်တယ်။ဟိုစင်စားဒီစင်စားနဲ့လူကတော်တော်နဲ့အဲ့လိုမရပါဘူး။ ညတတော်နဲ့မှမျက်ခုံတွေလေးချလာပြီးနိုင်ကြီးအိပ်ပျော်သွားတော့တယ်။ဒါပေမဲ့ဘာကြောင့်မှမသိဘူး။နိုင်ကြီးလန့်နိုးသွားတယ်။ကြီးလိုက်တော့တက်လောကလုံးကမှောင်လို့မဲလို့တိတ်ဆိတ်လို့ဘလောက်ကြာကြာသူအိပ်ပျော်သွားတယ်မသိဘူး။မိဖို့မှာမိခဲ့အစားအနာလောက်ပဲရှိတော့တယ်။မိဖို့တဲ့ကိုထင်းထက်ထင်းမှဖြစ်မယ်ဆိုပြီးနိုင်ကြီးချုံထားတဲ့ဆောင်ကိုခွာချလိုက်တယ်။ ကားအောက်ကိုဆင်းဖို့တကားချက်ကိုဖွင့်မဲ့အလုပ်မှာပဲကားကတိမ်ငနဲ့တိမ်ငယ်လှုပ်သွားတာကိုသိလိုက်ရတယ်ရုတ်တရက်ဆိုတော့နိုင်ကြီးရင်ထဲထိတ်ခနဲဖြစ်သွားတယ်နှလုံးခုန်ရီတောင်မြန်သွားတယ်တောစင်ရိုင်းများရောက်လာတာလားလို့တွေးမိတယ်ဒါကြောင့်ကားကောင်းတဲကပဲအသာငြိမ်နေပြီးနားဆွေနေမိတယ်ဒါပေမဲ့ဘာတမ်းမှမကြားရဘူးတော့စင်ရိုက်ဆိုရင်ခြေနင်းတဲ့ ဒါမှမဟုတ်ပစက်ကတခုခုကိုဝါနေတဲ့အတန်နမောင်းလှုပ်ခတ်တန်တခုမို့တခုစူးစူးညံ့ညံ့ကြားရမယ်အခုတော့ဘာတန်မှမကြားရဘူးဒါဆိုတောစီရင်မဖြစ်နိုင်ဘူးဝဲဝွန်ကြီးများလားနိုင်ကြီးနောက်တစ်မျိုးလှည့်ပြီးစဉ်းစားပြန်နေဘကုရုံးမတဲ့ကဝဲဝွန်ကြီးတွေကအကောင်အကြီးကြီးတွေတခါတခါညဘက်ကာမောင်ရင်တွေ့ရတယ်ကာမီယောင်ရဲ့ရှေ့ကနေပြီးကာလန်အတိုင်းဘေးဘက်ကနေကြည့်လိုက်တယ် ဘာမှမရှိဘူးအစကတော့ဝက်ဝင်လို့ထင်လိုက်ပါသေးတယ်ဝက်ဝင်လို့ရဲ့အချင်းကစူးစမ်းတတ်တယ်ကားကို တွေးလို့တွန်းပြီးလှုပ်ကြည့်နေတာများလားနိုင်ကြီးဓမကိုလက်ထဲမှာတင်းတင်းဆုပ်ကန်ပြီးတော့ကားတကားချက်ကိုအတမချောင်းဖြည်းဖြည်းဖွှဲလိုက်တယ်ပြီးတော့အောက်ကိုအသာဆင်းကားပရိအောက်ကိုဝင်ပြီးဝစ်လိုက်တယ်ကျင်သားရရသွားတဲ့မျက်လုံးတွေနဲ့အမောင်လေးကိုကြည့်တယ် ကာနီပပတ်လေးမှာဘာကောင်းမှရှိတာမတွေ့ဘူးတင်ထားတဲ့သေလုံးတွေပေါ်မှာများတက်နေသလားလာကြီးကာဘိန်ဘုံဘောကနေအသာအရာတက်ပြီးသေလုံးတွေဘောကိုချိပြနေသေလုံးတွေဘောမှာလည်းဘာမှမရှိဘူးကားလုတွားတာတော့အမှန်ပါဒါမှမဟုတ်ငါများထင်းအောင်ထင်းမှဖြစ်နေတာလားနိုင်ကြီးစဉ်းစားလို့အဖေမရတာကြောင့်အသင့်ရှာထားတဲ့ထင်းကျောက်တွေကိုဝီးဖို့တဲကိုထည့်လိုက်တယ် မိရတုံတောက်လာတော့မှကားကောင်းကိုပြန်ဝင်လိုက်တယ်။သူ့မျက်လုံးနဲ့ကြောင်ပြီးအဲ့ရှင်စစ်ပျောက်သွားပြီ။အဲ့ဒီချိန်မှာပဲတဝဝတဖြောင်းဖြောင်းနဲ့တစ်ပင်ကြီးပြိုလဲတဲ့ကိုကြားလိုက်ရတယ်။အတန်ကသူ့ပန်ဝန်းကျင်ကအတန်မှုနိုင်ကြီးလန့်သွားတယ်။ဘာကြောင့်လဲဆိုတော့တစ်ပင်လဲပြီးကားပေါ်ကိုပြစ်ကြလာမှဆိုးလို့ပါ။ဒါပေမဲ့ချက်ချင်းစွတ်တယ်လို့ပဲအတန်တွေတိတ်ဆိတ်သွားတယ်။ တော့ချောက်တာလားတကယ်ပဲတပ်ပင်ကြီးတပင်လဲကျသွားတာလားစဉ်းစားလို့ပဲရတယ်အမောင်ကြီးထဲမှာဆိုတော့ဘာမှမမြင်ရဘူးမောင်မဲနေတဲ့ညာကြီးမှာကြောင်မဲ့ဖွယ်ညိတ်တချင်းကပြန်ပြီးစိုးမှုသွားတယ်အဲ့ဒီအချိန်မှာပဲအားလို့အတန်နဲ့ကြီးနဲ့អော်လိုက်တဲ့ယောက်ျားတယောက်ရဲ့အတန်ကိုရုတ်တရက်ကြားလိုက်ရပြန်တယ်နိုင်ကြီးခေါင်းမွေးတွေထောင်သွားတယ်လန့်လေလန့်သွားတယ် နားဆွနေတော့မှပဲတဟင်းနဲ့မချိမဆက်ညီးတွားနေတဲ့ယောက်ျားတယောက်ရဲ့အတန်ကိုကြားလိုက်ရပြန်နေခဏနေတော့ရင်းယူတန်ကြီးပြောက်ွက်သွားပြီးတိတ်ဆိတ်သွားပြန်နေအဲ့အချိန်မှာပဲကားကတသိမ့်သိမ့်တသိမ့်သိမ့်နဲ့အဆက်မပြတ်လှုပ်ရမ်းလာတယ်ဒီတော့မှနိုင်ကြီးတွေးမိလိုက်တယ်တရေချောက်နေတာပဲတကယ်တော့တစစ်တရေတွေနာနာဘွားတွေဆိုတာနိုင်ကြီးအတွက်အဆမ်းမဟုတ်ပါဘူး ကြောက်စရာထိတ်လန့်စရာလည်းမဟုတ်ဘူး။နိုင်ကြီးနေတဲ့ကိုနောက်ရော်ရဲ့အနောက်ဘက်မှာအရန်ဆိုးတဲ့ကြက်ကုံးမြေရှိတယ်။အချောင်းတိသူမြတ်ကညညဆိုမတွားရဘူး။အချောင်းမတိသူတွားရင်လေတခုမဟုတ်တခုတော့ကြက်တဆီတွေကကြောက်အောင်လက်အောင်လှုပ်လိုက်တာပဲ။နိုင်ကြီးကအဲ့ဒီကြက်ကုံးမြေမှာငှက်ပြစ်နေကြ။ဘာရှာငါရှာထွက်နေကြ။ဒီလိုတွားတဲ့အခါတိုင်းမှာအမွေအမြင်ရှိရှိအရက်အမြင်ကြီးတွေနဲ့အကောင်ကြီးတွေ အရေးလိုလိုလူလိုလိုတွားလာနေတဲ့အကောင်တွေအမျိုးမျိုးတွဲကြုံရတတ်တယ်။အဲ့လိုတွဲတဲ့ကြုံတဲ့အခါတိုင်းမရှိလို့လောက်ကန်စားတော့နေရတာပါမနှောက်ရှက်ပါနဲ့လို့နိုင်ကြီးကပြောတယ်။မကြောက်တတ်တဲ့လူမှတိလို့လာတော့မစုံနိုင်ဘူး။နိုင်ကြီးကို၆တော့လှန့်တာတိတ်မလုပ်ကြဘူး။သူ့လမ်းသူသွားကိုလမ်းကိုသွားပဲ။တခါတခါလက်ကသင်းတစ်ခုပေါ်မှာနင်းချင်းဆိုင်တွေ့ပြီးရှောင်မိကြရင်သူတို့ကိုလုံးကအမွေကြမ်းကြမ်းကြီးတွေနဲ့တော့နိုင်ကြီးကိုပုတ်တက်မိသွားသေးတယ်။ ပြောမစွင်နိုင်ကြီးကတရေတဆိတ်မပြောနဲ့တရေတဆိတ်ရဲ့အဖေလာလဲကြောက်မှာမဟုတ်ဘူးတော်ကြီးမြဲမဲထဲမှာကားပြက်တယ်ကားပြက်တဲ့ညမှာပဲတရေချောက်တော့ခံနေရတယ်တော်တော်လေးကြတော့ကားလုတာရက်သွားတယ်အမောင်လောကကြီးကလည်းခြောက်ချားစရာကောင်းအောင်ငြိမ်ကြသွားပြန်နေဒါပေမဲ့နိုင်ကြီးရှင်ထဲမှာတော့မငြိမ်ဘူးနှလုံးကုန်စီးချက်တွေကတုံတုံမြင်းနေတယ်ဘယ်အချိန်မှာဘလို့နီးနေ ချောက်လန့်အုံးမလဲဆိုတာကိုပဲတွေးတောနေမိတယ်ဒီလိုနဲ့အချင်းတော်တော်ကြာသွားပြန်တယ်ဒိတ်စိတ်လုံးနဲ့ညကပိုကြောက်စရာကောင်းသလိုပဲလို့တော့နိုင်ချီတွေးလိုက်မိတယ်ရုတ်တရက်ညပုတ်ပုတ်အနံ့ကြီးတစ်ခုကိုအော်ဂလီဆန်လောက်အောင်ချူရှိုက်လိုက်ရတယ်လာကြီးကြတဲ့မွန်းကြီးတွေထားသွားတယ်အပုံနဲ့ဆိုတာတစိတရေတွေရဲ့ကိုကထွက်တဲ့အနတ်ဆိုတာလာကြီးသတိရလိုက်တယ် ဒါဆိုတစီတရေတကောင်ကောင်အနီးမှာရှိနေပြီပေါ့။နိုင်ကြီးမျက်လုံးပြိုးနေအောင်ကြည့်ရင်တက်တမြတ်မတ်တမြတ်ဘရားစာတွေကိုရွတ်ဆုံနေလိုက်တယ်။အပုံနိုင်ကြီးကတော့ပြောင်မသွားပဲထောင်းထောင်းထအောင်အောင်ပို့ပြီးနန်းလာတယ်။ဒီပုံနိုင်ကြီးကြောင့်နိုင်ကြီးပြုတ်တက်လာတယ်။မခံနိုင်တဲ့အဆုံးမှာကာရကားဖွင့်ပြီးတဝဝနဲ့အန်ချပစ်လိုက်တယ်။အချင်းအကြကြီးအန်ပြီးတော့နိုင်ကြီးတစ်ခုလုံးလုံးချီသွားတယ်။ မျက်နှာပေါ်မှာလဲကျွေးသည့်ချွေးပေါက်ကြီးတွေနဲ့မျိုးလုံးအပြူသားနဲ့အသက်ရှူပုံမှန်ဖြစ်အောင်စူးစမ်းနေပြီမဲ့သူ့ရင်ဘတ်ကြီးကတော့ဖားဖို့ကြီးလို့ဖိုလိုက်ဖိုလိုက်ဖြစ်နေတယ်အဲ့ဒီအချိန်မှာပဲတဘုံပုံနဲ့ကားတကားကိုလာပုတ်ပါတော့တယ်ကြည့်လိုက်တော့လဲဘာကူမှမတွေ့ရဘူးကဲတစီ၆ချင်းသလို၆ပြီတော့ ထို့သူပြောလိုက်ပြီးနိုင်ကြီးမျက်စိစုံမိတ်ထားလိုက်တယ်။မမီရတဲ့တစိကောင်ကကားတကားကိုအချိန်တော်တော်ကြာကြာတပုံးမုတ်ပုတ်ပြီးမှရပ်တန့်သွားတယ်။နိုင်ကြီးဒီတော့မှမျက်လုံးဖွင့်ကြည့်လိုက်တယ်။အဲ့ဒီအချိန်မှာပဲကားရှိမှန်မှကြောက်စရာရုပ်ပြက်စင်းပြက်မျက်နှာကြီးတစ်ခုဘွားကနေပေါ်လာခဲ့တယ်။နောက်ပြီးသူမျက်နှာကြီးကသူ့ကိုစိုက်ကြည့်နေတယ် နိုင်ကြီးအသေးတွေပြောင်းဆန်သွားသလားတင်လိုက်မိရပါတယ်။သပင်စုပ်ဖွားတွေကမျက်နှာဘကူဖယုဖယဲဖုံးအောင်လို့နေမုံတွေပေလုံးနေတဲ့မျက်နှာတစ်ခုလုံးမှာနင်းကြီးညက်သွေးတွေကမြင်မကောင်းပေချမ်းနေတယ်။ပါဇက်သေးကလည်းသွေးတွေကတပွက်ပွက်နဲ့အန်ကျနေတယ်။ဒါဒါရန်ရထားတဲ့လူတယောက်များလာလို့နိုင်ကြီးတွေးလိုက်သေးတယ်။ဒါပေမဲ့ဒါဟာလူစစ်စစ်မဖြစ်နိုင်ဘူးဆိုတာကိုလည်းနားလေလိုက်တယ်။ ထူးခြားတာကသူ့ကိုချောက်လက်နေတဲ့တဆရဲ့မျက်လုံးတွေကနွမ်းပြော့ညှိုးငဲ့နေတာကိုနိုင်ကြီးသတိပြုမိလိုက်တယ်။ခဏနေတော့တဆေကောင်ကနှက်ကိုလှဲပြီးထွက်သွားတယ်။ဟင်နိုင်ကြီးရုတ်တရက်လက်အော်မိမိတက်ဖြစ်သွားပါတယ်။တဆေကောင်ရဲ့ဥကောင်းနောက်ဘက်ချမ်းကမရှိတော့ဘူး။ပွင့်နေတဲ့ဥကောင်းကုန်တွေကအပြူရောင်အုံနှတ်စတွေကတန်လန်ထွက်ကြနေတယ်။ ခေါင်းကစီးကျနေတဲ့သွေးတွေကလည်းလက်ကုံးနဲ့ကြောပြင်ပေါ်မှာအသေးတုံစရာချင်းချင်းနီးရဲလို့ဒရင်းတိုင်နဲ့ထွက်သွားတဲ့တစီကောင်ဟာတစ်ခုတ်ညမ်းစင်ပေါ်ကိုတက်သွားတယ်ပြီးတော့နိုင်ကြီးရှိရစီကိုတစ်ချက်လမ်းကြည့်ပြီးဖက်ခနဲကွယ်ပြောက်သွားတယ်တစီပြန်ပေါ်လာဦးမလားလို့နိုင်ကြီးစောင့်ကြည့်သေးပေမဲ့လင်အားကြီးကြီးထိပြန်ပေါ်မလာတော့ဘူးတညာလုံးအေးပြက်ခဲရတဲ့နိုင်ကြီးလဲအရှိအယက်ကထွက်လာတဲ့ရောင်နီပြပြကိုမြင်မှပဲ အိပ်ပျော်သွားခဲ့ပါတော့တယ်နာနာဘဝဆိုတာအတွေ့မြောက်တဲ့အဖြစ်အဆန်းပြားတွေကိုအထူးထူးအမျိုးမျိုးပြတတ်တဲ့အတွက်နာနာဘဝလို့ခေါ်တာကွယ်အမှန်တကယ်တော့သူတို့ဟာပြိတ္တာပုံသွားတွေပါသူတို့ကကြီးအောင်ငယ်အောင်ဖြူအောင်မဲအောင်မြင်စီနိုင်ကြတယ်သူရဲ့ခန္ဓာကိုယ်ကိုကြွယ်ပြောင်းအောင်လေလုံနိုင်နေမြေအောင်လေလုံနိုင်တယ်ကွယ် ပြီးတော့လူရောင်မြင်းရောင်ခွေရောင်လည်းဖန်ဆင်းနိုင်ကြတယ်။တစေကလူကိုချုပ်လန့်တင်ဆူရမှာလေအကြောင်းအမျိုးမျိုးရှိတယ်ကွတကားရဲ့။ကန်နေလို့အချောက်ခံရတာစားကျင်တောက်ကျင်လို့ချုပ်တာ အကူညီတောင်းကျင်လို့နောက်ကျင်ပြောင်းကျင်လို့ချစ်လို့ခင်လို့စွဲလန်းလို့စသည်ဖြင့်အမျိုးမျိုးပေါ့ကွယ်။တချို့ကြတော့လေအမြတ်တန်းဝေတာ ခံယူခြင်းလို့ဥစ္စာပစ္စည်းပေးခြင်းလို့ချုပ်တာ ဖရာတန်တရားတန်ကြားတဲ့အခါမယွတ်အောင်ခြောက်တဲ့တစင်မျိုးလည်းရှိတယ်ကွ။ညကမောင်နှံကြီးစီကူလာတာဥဒန်အေးပဲဖြစ်မှာပါ။အကူကြီးတောင်းကျင်လို့လာတာပဲဖြစ်မှာပါကွ။တေပင်ကြီးပြိတာကိုဆွဲလန်းပြီးအကူကြီးတောင်းတာလား။အမြအတန်းဝေတာကိုခံယူခြင်းလို့လာတာလားဆိုတော့သူကိုယ်တိုင်မှပဲသိနိုင်တော့မယ်တခါကြီး။ဆရာတော်ကရှင်းပြပြီးစကားကိုအဆုံးသတ်လိုက်တယ် လင်ဟာကြီးမှအဲ့ရလုံးနဲ့တွေ့ပါတယ်။နိုင်ကြီးတော်တော်နဲ့မနှုတ်ဘူး။ကားတံတွေလူတံတွေစုစုညံ့ညံ့ကြားမှလန်နိုးလာတယ်။ကားနဲ့ပါလာတဲ့လူတွေထဲမှာရဲဝင်တန်းတွေနဲ့တန်ကားတော်သုံးပါးကိုပါထွေ့ရတယ်။ဒီတော့မှနိုင်ကြီးလည်းအဖြစ်ပြက်အစုံလင်ကိုသိရတော့တယ်။ဒီနေရာမှာမနေ့ကသူတို့ကားမရောက်ခင်နှစ်နာရီလောက်စောပြီးတစ်ခုတ်ကောင်းဦးတအေးတပင်ပြပြီးတေခဲ့တာပဲ။ရဲတွေကအခင်းဖြစ်နေရာကိုတိရှိစစ်စစ်မှတ်တမ်းတင် တန်ငါတော်တွေကတော့ဥဒတ်အေးကောင်းရမွန်ရရောက်ဖို့အတွက်တရားနာအများအတန်းပေးဝေဖို့ဥဒတ်အေးရဲ့သားချင်းတွေကပြင်လာခဲ့တာပါတန်ငါတော်တွေတရားပြီးတော့နိုင်ကြီးလည်းဝင်ပြီးတရားနာလိုက်တယ်အများအတန်းပေးဝေပြီးချိန်မှာနိုင်ကြီးကတရားနာရေးစချနောက်ပြီးသူတွတ်ကြုံခွဲရတာတွေကိုဆရာတော်ကိုရှောက်တင်နေတဲ့ဆရာတော်ကတစစ်တည်းရဲ့နာနာဘွားတွေအကြောင်းနိုင်ကြီးနဲ့ပရိသတ်ကိုပြန်ရှင်းပြခဲ့တာပါ ီတော့မှနိုင်ကြီးလဲနှွတ်ပြညုံးငယ်နေတဲ့တဆေးရဲ့မျက်လုံးတွေကိုပြန်ပြီးအမတ်ရနေမိတယ်။တေဂန်ဒီဆွဲလက်စိတ်နဲ့ဥတန်အစ်တယောက်ပင်ကရုတ်ဘင်းကြီးမှာပဲတဆေးသေးရဲ့ဘဝနဲ့တည်မီနေခဲ့တယ်။အကြောင်းတိုက်ဆိုင်ခြင်းတော့နိုင်ကြီးရဲ့ကားကလည်းဒီနေရာမှာပဲလာပြီးပြက်ခဲ့တယ်။ဒီလိုနဲ့ပဲဥတန်အစ်ရဲ့ဘဝတင်းနဲ့နိုင်ကြီးတို့တညာလုံးထိတ်လန့်တကြားကြုံဆုံခဲ့ရတာပေါ့။ လုတ်ကန်ဆောင်ရွက်စရာတွေအတိအတိလုတ်ကန်ပြီးတော့အားလုံးပြင်ဆင်သွားကြတယ်။အခဲဖြစ်နေရာမှာနိုင်ကြီးတယောက်တည်းပဲကြံရိပ်ခဲ့ရပြန်တယ်။ဒရိုက်ဘာတိန်လင်ကတော့မုန်တက်ချိန်တိရောက်မလာခဲ့ဘူး။ညနေနေဝေရီတယောက်အချိန်ထိလည်းပြန်ရောက်မလာသေးဘူး။ညောင်မက်ကညောင်နေရတာပါ။သူတို့မြို့နယ်လေးမှာစိုက်တူနံပါတ်2ဝိနဲ့ရဖို့မလွယ်ဘူး။တောင်ကုန်မြို့မှာရချင်းရမရရင်ရန်ကုန်ထိတက်ဝင်ရမယ်။ ်နှညာအိမ်နဲ့ပြန်ရောက်ရင်ကံကောင်းမယ်။အရင်က तू မကြောက်ပြီမဲ့အကြောင်းဆိုတည်ပြီးတဲ့နောက်မှာတော့စိတ်ထဲကလိပ်ပြငဲတယ်လို့ခံစားနေရတယ်။ဒီနေရာမှာထပ်ပြီးညအိမ်ရမယ်ကိစ္စက နိုင်ကြီးအတွက်ခြောက်ချားစရာအိမ်မက်ရှည်ကြီးကိုအထိတ်တလန့်မှန်းနေရတယ်လို့ထင်နေရတယ်။နိုင်ကြီးရဲ့စိတ်တွေလေးလံနေတယ်။ကာကြီးကိုဒီတိုင်းထားပစ်ခဲ့လို့မရတဲ့ဘဝမျိုးဘာပဲဖြစ်ဖြစ်သူဒီညလေထပ်အိမ်ရပါအောင်မယ်။အမောင်ကလည်း ဒဆဒဆနဲ့လွှမ်းခြုံလာပါပြီ။ဦးတန်အေးဟေးပြုသမျှကုသိုလ်အဝဝကို အမြပေးဝေပါရဗျာ။တာဓုခေါ်ပြီးဒီနေရာကနေဝေးရကိုသာသွားပါတော့ဗျာ။အားလုံးကိုသူပင်ကျေးဇူးတင်ရှိပါရခင်ဗျာ။ ကျွန်တော်အခုဇာတ်လမ်းလေးကိုပြီးဆုံးသည့်တိုင်အောင်နာတော်ရဆင်ပေးသလိုနောက်ပုတ်တွင်မှလည်းယခုကဲ့သို့ပြီးဆုံးသည့်တိုင်အောင်နာတော်ရဆင်ပေးပါအောင်လို့မြစ်တာရက်ခန့်တောင်းဆိုပြရစီခင်ဗျာအားလုံးပဲကိုစိတ်နေပါစမ်းမချမ်းသာကြပါစေခင်ဗျာ